ရိသနာအားလုံးပဲမင်္ဂလာပါခင်ဗျာမြမလက်ရွေးစဉ်ယူဆက်ကိုအမျိုးသမီးအသင်းခြေစစ်ပွဲ အောင်မြင်ထားတဲ့အာရှဖလားပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်ခွင့်ရရှိထားတဲ့ခြေစစ်ပွဲအောင်မြင်တဲ့အသင်းရှစ်သင်းဟာမနေ့ကအပြေပေါ်ထွက်လာခဲ့ပါတယ်ခင်ဗျာအသင်းကောင်းတွေအားလုံးခြေစစ်ပွဲအောင်မြင်လာတာဖြစ်တဲ့အတွက်ဘယ်အုပ်စုမှကြောက်တာဖြစ်ဖြစ်မြမလက်ရွေးစဉ်ယူဆက်ကိုအမျိုးသမီးအသင်းဟာပွဲချက်တွေကြီးကစားရတော့မှာပါအုပ်စုမဲခွဲပွဲကို2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ မြန်မာနေနဲ့ဆိုရင်တော့ပြည်အောင်စုနေပေါ့လေအဲ့ဒီနေ့မှာမဲခွဲပွဲကျင်းပဖြစ်ပါတယ်ယူဆက်ကွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲအုပ်စုအဆင့်မဲခွဲပွဲအခမ်းအနားကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပသွားမှာဖြစ်တယ်လို့အာရှဘောလုံးဖွဲ့ချုပ်ကသတင်းထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာယူဆက်ကွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာခြေစပွဲအောင်မြင်လာတဲ့အသင်း၈သင်းနောက်ပြီးတော့ပြိုင်ပွဲကိုဓာတ်ရိုက်ပါဝင်ကစားကွန်ရထားတဲ့အသင်း၄သင်းစုစုပေါင်းအသင်း၁၂သင်းပေါင်းစည်းရှင်ပြိုင်သွားမှာဖြစ်ပါတယ် တိုင်ပွဲကိုအလိုလျောက်ဝင်ခွင့်ရတာရဲ့အသင်းလေးသင်းကတော့အင်ရှင်တရုတ်ဖြစ်တယ်။နောက်ပြီးတော့2024ခုနှစ်ယူဆက်ကွန်အမျိုးသမီးအာရှဖလားတိုင်ပွဲတုန်းကချန်ပီယံဖြစ်ခဲ့တဲ့မြောက်ကိုရီးယားဒုတိယရခဲ့တဲ့ဂျပန်နောက်တတိယရခဲ့တဲ့တောင်ကိုရီးယားတို့ဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒီပြိုင်ပွဲကိုအခုလက်ရှိရှစ်စစ်ပွဲအောင်မြင်လာတဲ့အသင်း၈သင်းကတော့မြန်မာ၊လက်ဗနွန်၊ဩစတြေးလျ၊ထိုင်း၊ဖိလစ်ပိုင်၊ဗီယက်နမ်၊ပြုတ်တိုင်ပင်နဲ့အင်ဒိုနီးရှားတို့ဖြစ်ပါတယ်ခင်ဗျ။ 2016ခုနှစ်ယူဆက်ခွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲကြီးကိုတရုတ်နိုင်ငံမှာ2026ခုနှစ်ဧပြီလ30ရက်နေ့ကနေမေလ18ရက်နေ့ထိကျင်းပပေးတော့ရှိပါတယ်။အုပ်စုတစ်ခုစီမှာအသင်း၄သင်းစီပါမှာဖြစ်ပါတယ်ခင်ဗျ။အုပ်စုအရေအတွက်ကတော့၃ခုရှိမှာဖြစ်ပါတယ်။မြန်မာအနေနဲ့ဘိုင်ရထားတဲ့အသင်း၄သင်းတဲကတသင်းသင်းကိုတော့အုပ်စုမှာကျင်းသိရင်ဆန်ရမယ်ရှင်နေရှိပါတယ်ခင်ဗျ။ဟုတ်ကဲ့ ဒီလိုအုပ်စုတွေခွဲလိုက်ပြီးရင်အုပ်စုတစ်ခုစီကအုပ်စုပထမနဲ့ဒုတိယရရှိတဲ့အသင်းတွေဟာ quarter final စီကိုတိုက်ရိုက်တက်လန်ခွင့်ရရှိပါလိမ့်မယ်။ပြီးတော့အုပ်စုတတိယရရှိတဲ့အသင်းတွေကအကောင်းဆုံးအုပ်စုတတိယနှစ်သင်းကိုလည်း quarter final အဆင့်စီကိုဆက်လက်တက်လန်ခွင့်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ quarter final အဆင့်မှာနိုင်ပွဲတွေရရှိပြီးတော့စမီးပိုင်နယ်ကိုတက်လန်ရောက်ရှိသွားတဲ့အသင်း၄သင်းကတော့2026ခုနှစ်ယူဆက်ခွန်အမျိုးသမီးကွာဖလားပြိုင်ပွဲကိုပါဝင်ကစားခွင့်ရရှိပါလိမ့်မယ်။ဒီတော့ တရုတ်နိုင်ငံမှာကျင်းပမဲ့ယူဆက်ကွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲဟာမော်ရိုကိုနိုင်ငံမှာကျင်းပအောင်ရှိနေတဲ့ယူဆက်ကွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲအတွက်ပါဝင်ကစားခွင့်ခြေစစ်ပွဲကစားရနေရဒါမှမဟုတ်ဆောင်ဝတ်ဖြည့်ဆိုရမယ့်နေရာဖြစ်နေပါတယ်ခမညမလာရွေးစဉ်ယူဆက်ကွန်အမျိုးသမီးသင်းဟာရန်ကင်ရှင်နေရအုပ်စုမဲခွဲချိန်မှာမဲဦးနံပါတ်3ဒါမှမဟုတ်ရင်မဲဦးနံပါတ်4မှာကြောက်ဖို့ရှိနေပါတယ်ဟုတ်ကဲ့မြန်မာလက်ရွေးစဉ်ယူဆက်ကွန်အမျိုးသမီးအသင်းအနေနဲ့ ယူဆက်ကွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲအုပ်စုဆင်မှာဘယ်ပြိုင်ဘက်တွေကိုရင်ဆိုင်ရလိမ့်မလဲဆိုတာလာမယ့်2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ရောက်ရင်အဖြေပေါ်ထွက်လာတော့မှာဖြစ်တဲ့အကြောင်းပြည်သက်တွေကိုအတိအပြည့်ပြပြလိုက်ပါရခင်ဗျာကျေးဇူးအပ်ပြီးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ